ကယန်းပြည်သက်ပါတီဥက္ကဋ္ဌပိုင်ဆိုင်တဲ့၄ပွင့်ကျဲကုမ္ပဏီဟာပရာဒေါင်းဆွေမျိုးစုဥက္ကဋ္ဌဒုဥက္ကဋ္ဌနာယကနဲ့လူငယ်အတွင်းရေးမှုတို့ကိုဖမ်းဆီးခေါ်ဆောင်ထားပါတယ်။ဒါကြောင့်ဒီနေ့မေလ19ရက်ညနေ၄နာရီနောက်ဆုံးထားပြန်လွှတ်ပေးဖို့ပရာဒေါင်းဆွေမျိုးစုဗဟုကော်မတီကထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့မေလ16ရက်ကပရာဒေါင်းဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စိုးဒုဥက္ကဋ္ဌဥပမောင်ပရာဒေါင်းဆွေမျိုးစုလူငယ်အတွင်းရေးမှုခွန်ခိုင်မင်းနိုင်နဲ့နာယကဦးအားတို့ကို တီးချိတ်ကြီးရွာမှာလေးပွင့်ကျဲကုမ္ပဏီလုံခြုံရေးတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါတီးချိတ်ကြီးရွာမြင်းမထီတောင်ပေါ်မှာကရမ်းပြည်သက်ပါတီဥက္ကဋ္ဌဦးသန်းစိုးနာရဲ့လေးပွင့်ကျဲကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီဖြစ်တဲ့ Mr. Wan ကုမ္ပဏီတို့ကအကြီးစားတက်တူတူးဖော်နေတယ်လို့သိရပါတယ်။မြင်းမထီဒေသကကရမ်းပြည်သက်ပါတီရဲ့ထင်းကျုံနယ်မြေတွင်းမှာရှိတာပါ။အဲဒီမြင်းမထီတောင်မှာပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အကြီးစားခဲတက်တူတူးဖော်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့သဘောတူညီမှုမရှိဘဲဖော်ဆောင်နေတဲ့အတွက်ပရာဒေါင်းဆွေမျိုးစုကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိဖမ်းဆီးခံရရတဲ့ဆွေမျိုးစုကောင်းဆောင်တွေနဲ့လည်းအဆက်အသွယ်တစုံတရာမရတဲ့အပြင် ပြန်မလွတ်လာသေးတာကြောင့်သူတို့ရဲ့လုံခြုံရေးကိုအရန်စိုးရိမ်တဲ့အကြောင်းမနေ့ကထုတ်ပြန်ထားပါရှင်။